နမီးစစ်တွေဟာအကြောက်ရွံ့မှုနဲ့တင်ဆောင်ခြင်းတရားကိုယူဆောင်လာတတ်တယ်။သူတို့တွေကိုတိုက်ခိုက်တာကတော့မော်ဆရာတွေပဲဖြစ်ပါတယ်။ဒါကတော့မော်ဆရာပြအောင်စူးစမ်းရုံးကန်ရင်ကဘာကြီးကိုကဲ့တင်ခြင်းနဲ့ကောင်းလင်းတရားကြောင့်ပဲဖြစ်ပါတယ်။မော်ဆရာလေးဆက်ကတော့ပါမိုးလေးစားရင်ခမိုးလေးပေါ်ကြော်လာနေခဲ့တယ်။သူတို့စီကနွားတွေကလည်းနွားလိုလိုကျွဲလိုလိုဆင်းလိုလိုသုံးအောင်ပေါင်းထားတဲ့ပုံစံတွေပါ။ဆက်ဟာတိုမီနဲ့တိုးအိုထဲမှာချိန်ထားပြီးသူ့ရဲ့မော့ပညာတွေသင်မင်းမယ်လို့ဆိုလာပါတယ်။အမိုင်းရဲ့မော်ဆာအုပ်ကိုမတိအောင်ခိုးယူလာပြီးဆက်ကဆာအုပ်ထဲကမော့အကွက်တစ်ခုကိုဆရာကြီးထာနဲ့အရင်လုံးပြတယ်။ဒါမှမဟုတ်ဘာမှဖြစ်မလာပါဘူး။ အဲ့ဒါနဲ့စာအုပ်ထဲကဟာရီမလုပ်ပြတော့ဘူးကိုဝိုင်မော့ပညာကိုပဲလုံးဝဆိုတာ Titan Punch ဆိုတဲ့အကွက်နဲ့ကြောက်တုံးကြီးကိုထိုးပြလိုက်တယ်ကြောက်တုံးကြီးကလွတ်ထွက်သွားပေမဲ့နွားရီနေရနေရကျသွားလို့နွားရီကသူ့တို့ကိုလိုက်ခွေပါတော့တယ်အဲ့ဒါလိုချင်တာကိုမရရအောင်ယူတတ်တဲ့တကူကောင်းဆန်တဲ့မော်ဆရာမအယ်မာဟာဂျိုးနဲ့ပုံပြကိုဆိုင်ကရောင်းဖို့မရှိဘူးပြောနေလို့ပြဿနာရှာနေခဲ့ပါတယ်အဲ့ချိန်မှာပဲနွားရီလိုက်လို့ပြေးနေရတဲ့ဆန်နဲ့တိုမီဟာခွေးပြေးဝက်ပြီးရွာလေးကိုဝင်ချလာပါပြီအယ်မာကမော်လန်ကြောင်းနဲ့လှုပ်လိုက်တော့နွားရီကလေထဲမြောက်ပြီးမြေပြင်စီအစီပြန်ကျလာပါတယ်နွားရီကတတိဆွဲထားသလိုမျိုးတုတ်တုတ်တောင်မလှုပ်ကြတော့ဘူး ဒရာဒါတွေကတော့အင်မာနဲ့စက်တို့လိုမှော်စရာတွေနဲ့မပတ်သက်ခြင်းပဲပြဿနာကောင်းတွေလို့ပဲယူဆထားပါတယ်။တွမီကတော့မှော်စရာကောင်းလေးစက်နဲ့ဆော့လို့အပြစ်ဝိုင်းပြောနေကြတယ်။နမီးစစ်တွေတရားဝမ်းမရှိရတာကြောင့်မှော်စရာတွေရှိနေတာကိုရွာသားတွေကမလိုလားပါဘူး။အင်မာကပျက်စီးတာတွေသူ့ရောပေးမယ်လို့ပြောလိုက်ပြီးလေဝေတစ်ခုဖန်တီးကစက်နဲ့အတူအင်မာကလှံပြန်ကိုစီးရင်ထွက်သွားခဲ့ပါတယ်။အဲမဟာဆက်ရမွေးစားမိလည်းဖြစ်တယ်လို့လက်ဦးစရာလည်းဖြစ်ပါတယ်။ဒါပြင်အဲမဟာအလွတ်တန်းနမီးစစ်အမဲလိုက်သူဖြစ်ပြီးရွာသားတွေကိုနမီးစစ်တွေအကြောင်းပြပြခဲ့သူကလည်းသူ့ပါပဲ။ ဒါသားတွေကနမေးစစ်တင်နဲ့မော်စရာနဲ့တူရထင်နေကြပြီမော်စရာတွေဆိုရင်မျက်မုံးကျိုးနေကြတာပါကောင်းကင်ဘုံမှာဘူစီပေါင်းလုံးကြီးဆွဲထားတဲ့ရေမြန်လိုဟာကတော့စက်တို့ရဲ့ဆိုင်ရင်လေးပါအပြစ်ပေးရဲ့အနေနဲ့အိန္ဒိယန်တွေကိုစက်ကတန်ရှင်းလုံးနေရ၍အမန်ကတော့သူ့ရွာရဲသွားလို့မပြောမချင်းရွာရဲသွားခွင့်ပိတ်လိုက်ပါလေစက်တို့မွေတာတလားတစ်ခါမကတော့လို့ပါနောက်တစ်နေ့စက်ကတော့ထဲမှာတော်မီနဲ့အတူမော်ပညာသွားလေးချင်တာဆောက်တလွေးတွေဖြစ်ပြီးလက်တွေကမီးလောင်ကုန်ပါလေအဲ့တော့နမေးစစ်အမဲလိုက်သူ့လို့ဖို့စက်ကတော်မီကိုပြောနေပြန်တာပါ အဲ့ဒီအချိန်နမီးစစ်ဥတလုံးကကောင်းရဲမွန်နေပြုတ်ချလာပြီးလူနေအိမ်ကြီးထဲချသွားပါရဲ့နမီးစစ်အကောင်ပေါက်လာတော့ဆက်ကဖောက်ခွေးပစ္စည်းတွေနဲ့ပြစ်လိုက်တာပါမဖြုံလို့မှော်သားကိုဆက်သုံးမိမယ်မှော်သားပါကျိုးသွားခဲ့တယ်အဲ့နောက်တော်မီကိုနမီးစစ်ကြီးကဖိနေလို့ဆက်ကဝင်ခဲ့ပြီးသူ့ပဲတောက်ခံနေခဲ့တာပါအဲ့ဒီအချိန်အထရီယန်နေနဲ့မော်စရာတယောက်ကပါဝါနဲ့ပြစ်လိုက်လို့နမီးစစ်ကတော့လွတ်ထွက်သွားပါပြီဒီမှာရင်အပိုင်းတစ်ကပြီးဆုံးသွားပါရဲ့မော်စရာတွေကထိပ်ပိတ်ဝင်းနဲ့အိုးလိုက်တာနမီးစစ်ကချီပြီးတုတ်ပြီးလှုပ်မရတော့ပါဘူး brave recorder လို့သူတို့ဖွဲ့ကိုခေါ်ပြီးနမီးစစ်ဟန်တာ၄ယောက်ဖွဲ့ပါပဲ စာအတွက်ကတော့အမအပြင်တခြားမော့ဆရာတွေ့ဘူးရယ်ဆိုတာပထမဆုံးပဲအဖွဲကောင်းကောင်ဒွန်ဘော့စ်မန်ရဲ့ခေါင်းမှလည်းအတောင်မှန်ပါပြီးဆက်လိုမျိုးထူးခြားတဲ့သူပဲမော့ဆရာပေါ့ဒါကြောင့်သူတို့နဲ့အတူတိုက်ခိုက်ခွင့်ပြုခဲ့တယ်ခုနအကျိဖိတ်ထားတဲ့ဝဲကအချိန်တစ်ခုထိပဲခံတာကြောင့်ပြီးသွားခဲ့ပြီးဆက်ကပထမဆုံးဝင်တိုက်ပါရယ်အစကပြော့တဲ့ထင်ရမိမယ်နမီးစစ်ကအတော်လေးကိုတမ်းမှာပါရယ်ညာခေါ်ပြီးတန်ကျိုးကိုဆွဲလိုက်တော့နမီးစစ်ကလဲကျသွားတယ်။လဲသွားတဲ့အချိန်မှာတန်ကျိုးနဲ့ဆက်ကရှဲ့ထုတ်လိုက်ပါပြီ။ကြောက်ခင်းနဲ့ဆက်ကသွားပေါက်ပြီးစကားပြောနေရကြဟိုကဒေါသထွက်သွားပြီးရောင်ကြီးနဲ့ထပ်ဖြစ်တော့တာ ဆက်လဲရှောင်းလိုက်ရတာပေါ့ Bravery ကတော့အဖွဲ့ကတကယ်တော့ဆက်ကနမီးစစ်ကိုတိုက်ခိုက်နေတဲ့အချိန်အဟမ်းမရွာသားတွေကိုကျိုးတုပ်ပြီးရွှေတွေငွေတွေကိုဓများတိုက်ယူနေရပါအဲဒီအချိန်ဆက်ကဘန်ကိုရောက်လာပြီးဒါကလိန်စင်ကြီးမှန်းသိသွားတယ်ထုံးစံတန်းရွာကားလူတွေကဆက်ကိုအစတည်းကသူတို့နဲ့ပူးပေါင်းနေရလားနဲ့စောက်ပြစ်ပြောကြတာပေါ့ drone bossman ကသူတို့က gender hunter တွေလို့ပြောပြီးမော်စရာတွေကနေနမီးစစ်တွေကိုတိုက်ခိုက်ရမှာမှန်တယ်ဒါပေမဲ့ဒီလိုလူတွေကိုကာဝယ်ပြီးတိုက်ခိုက်ပေးနေရောအကောင်ပြုတ်ခံရမယ်တဲ့လားမော်စရာတွေကိုအကောင်ပြုတ်နေတဲ့အချိန်ဆိုလို့နမီးစစ်တွေကိုတိုက်ခိုက်ပေးနေတဲ့အချိန်ပဲရှိတယ် ပြီးတော့အမော့စရာတွေကိုကြောင်ထိုးလိုက်ကြရောအခုလည်းဆက်ကိုရွာကားလူတွေကအပြစ်ပြောနေအောင်မဲဆိုတော့သူပြောတဲ့ဇာတ်ကားတွေကမှန်နေတယ်လို့လို့ပဲအစီကြလာနဲ့မော့စရာတွေကိုတက်စာပေါင်းမယ်နှိတ်ကွက်လိုက်ကြရောသူတို့နဲ့တကဘာတွေနေထိုင်နိုင်မယ်ထင်ရောလားငါတို့ကအသက်တွေကိုစွန့်ပြီးဒီလူတွေအတွက်တိုက်ခိုက်ပေးနေဖို့လိုအပ်လားဆက်ကိုကျေးဇူးတင်တဲ့အနေနဲ့ရွှေအတိတ်ပေးခဲ့ပေမဲ့ဆက်ကအဲ့ဒီရွှေအီးကိုရောဒွန်ဘဲလ်စမန်ကိုရောထိုးချပစ်လိုက်တယ်ငါကမင်းတို့လိုအရှုံးသမားမော့စရာတွေမဟုတ်ဘူးဒွန်ကလွတ်ထွက်သွားပြီသူတပည့်တွေကိုလည်းဖိုက်တော့မဲ့ချိန်ဂျီဂျီရဲ့ပြင်းထန်တဲ့မော်စရာကြောင့်ဆက်ကမှောက်လဲသွားခဲ့ပါတယ် ဆက်မောက်လဲသွားတော့ကျိုးတုတ်ခံလာရတယ်သူငယ်ချင်းတော်မီကစိုးရင်တကြီးလှမ်းဟောတယ်ရွာကလူတွေကတော့တော်မီရဲ့အဖေကဗန်ဝင်နှန်းဖြစ်တာကြောင့်ဆက်ကချင်းခဲ့ခဲ့တယ်လို့တော့အစပိုင်းမှာဆွဆွဲနေကြသေးတာပါနမိစစ်ကပြန်ထလာတာကြောင့်ဓမြတွေလည်းထပ်သွားကြပါပြီလေးသားရောင်ကြီးနဲ့နမိစစ်ကနောက်တစ်ခါပြစ်ခန့်နေဆက်ကတော့မရှိရှိတဲ့အားနဲ့ရုံးကန်ပြန်ထလာရင်တငယ်ချင်းတော်မီကိုလည်းအားပေးလိုက်ပါတယ်မမေးတော့မထားရိတ်ခဲ့ပါဘူးကွာမပစ်ချင်တဲ့မွန်ဆရာဆိုတာကလူတိုင်းကိုကာဝယ်ပေးနိုင်တဲ့အန်ဩစရာကောင်းတဲ့မှော်ဆရာမျိုးကွာ ရွာသားတွေကတော့သူတို့အကုန်တည်ပြီးလို့တွေးနေပြီးဒုံနှုတ်မဲကလည်းရွာကလူတွေအကုန်ကြွသွားပြီးလို့ထင်နေခဲ့ကြပါတယ်။ဒိုင်းမဆက်ကတော့နမီးစစ်ပစ်လိုက်တဲ့ရောင်ကြီးကိုရွာသားတွေမထီအောင်ထိန်းထားနိုင်နေပါတယ်။ဒီကောင်လေးကမော့ကို၃နိုင်ယုံလောက်ပဲတက်တာ။ဒီဆောက်ကလေးကဘာလဲဟာဆိုပြီးဒုံအားအောင်ပြောနေပါသေးတယ်။ဒီမှရင်အပိုင်းနှစ်ကပြီးဆုံးသွားပါတယ်။တိုက်တဲ့ punch ကိုသုံးပြီးနမီးစစ်ကိုထုတ်ချင်းပေါင်းနိုင်ခဲ့ပေမဲ့မတည်သေးပဲပြန်ထလာပါတယ်။ဆက်ကမော့ကိုလက်ပလံနဲ့သုံးလိုက်တာမို့လို့ဒုံတို့လည်းအံ့ဩသွားတာပါ။ အမကစကောအတက်နဲ့နမီးစစ်ကိုပြစ်လိုက်ပြီးဆက်ကလည်းမေးသွားပါတယ်။သတိပြန်လာတော့ကတင်းမောင်ရောက်နေပြီးအမကနမီးစစ်ကိုတုတ်တင်နိုင်ခဲ့ပြီး Bravery Code အဖွဲ့ကိုလည်းဖမ်းလာတယ်။စုံစမ်းရေးတွေကစုံစမ်းလုံးဝဆိုးရအောင်လက်ပလာနဲ့မော့သွန်းအောင်အမကဆက်ကိုထမလို့ကိုမှိုင်းတူမီနဲ့ရွာသားတွေကလည်းသူတို့ကိုကယ်ရအောင်အမကိုကျေးဇူးတင်စကားပြောသွားခဲ့ပါတယ်။ Radiant ဆိုတာကတော့ဒန်နာရီလာဇလန်းနေရနမီးစစ်တွေရဲ့အတိုက်ပါ။ဆက်ကတော့ Radiant စီသွားပြီးနမီးစစ်တွေအကုန်လုံးကိုတိုက်ခိုက်ချင်ပေမဲ့ Radiant ကတကယ်ရှိတာမရှိလားမသိကြတာကြောင့်အမကတော့မသွားစီချင်သေးပါဘူး။ လွန်ခဲ့တဲ့ဆယ်နှစ်ကမီးလောင်တဲ့နေရာတစ်ခုမှာကလေးတရားကိုကယ်နေရင်ပောက်ကွဲမှုကြောင့်အဲမာကသတိမေ့သွားခဲ့ပါတယ်သတိပြန်ရလာတော့စီးရုံရောက်နေဘေးမှာဆက်ကတော့သတိပြန်မြန်လာသေးဘူး။ဘာရီပိကက်လည်းအမ်မာကမှတ်မိတော့ဆက်ကိုလည်းမွေးစားလိုက်ပါရဲ့။အမ်မာအချိန်စာကြောင့်တစ်ခါလေခေါင်းရမ်းကြိုက်တာမျိုးဖြစ်တတ်တယ်။သူ့ရဲ့တိုင်တိုင်ရဲ့အရာတော့နမီးစစ်ကိုနိုင်ခဲ့တယ်။နမီးစစ်တကောင်ကသူ့ကိုချိန်စာတတ်ခဲတာ။ဖန်တစီယာကိုသုံးဖို့ဆွမ်းအားရခဲ့တဲ့မော်စရာဖြစ်တယ်။တနည်းတော့အိမ်မှထားပြီးအမ်မာကနမီးစစ်တကောင်နှိမ်နှင်းမှုထွက်သွားပါရဲ့ ဒါကိုရွေးလူခြားရိတ်တွေကသူတို့ကျွဲနာတွေကိုတတ်သွားတာတာမန်သက်ထူးခြားနေရဲ့မှော့စရာဒီကောင်လေးပဲဖြစ်မှာဆိုပြီးဆက်ကိုအနိုင်ကျင့်ကြဂျိုင်းနေကြပါယဆက်ကဒေါ်လာထွက်သွားရုံနဲ့ပောက်ကွဲမှုဖြစ်ပြီးဂျွာကခလေးတွေထိခိုက်ကုန်တယ်ခလေးတွေနိုင်ကျင့်တာကိုကြာလစ်လူရှူပြီးခလေးတွေကိုထိခိုက်အောင်လုပ်လို့ဆိုပြီးဆက်ကိုဂျွာကလူတွေကလာဖမ်းပြီးကွက်မျက်မလုပ်လုပ်ခဲ့ပါတယ်စုံစမ်းရေးအဖွဲ့ဆိုတာရှိပေမဲ့အဲ့ဒါကိုတော့မဆောင်မဲ့မီရှိုးတက်ဖို့ပြင်ဆင်နေကြပါတယ်အေမန်ကရောက်လာပြီးမီရှိုးကိုလုံနေတဲ့ဂျွာသားကိုချိန်စာပေးကဆက်ကိုပြန်ခေါ်သွားပါတယ်အဲ့နောက်သူတို့ရဲ့ရှင်မြန်နဲ့လင်းနေရကိုရွေးခဲ့ကြတယ် အခုချိန်မှာတော့ဆာဟာ Radiant C သွားဖို့ခိုးထွက်လာရင်ပဲအဲမာကမိသွားပါတယ်။အဲမာကသူ့ရဲ့တပြက်စီးပြန်ကိုပါဆက်နဲ့အတူထည့်ပေးလိုက်ပြီးဆက်ကလည်းအဲမာကိုဖက်ကကျေးဇူးတင်စကားပြောလိုက်ပါပြီ။တပြက်စီးပြန်စီးကထွက်သွားတော့နှစ်ယောက်လုံးမျက်ရည်တွေကိုစီနဲ့လမ်းဆွနေကြပါတော့တယ်။ဒီမှာရင်အပိုင်းတော့အပြီးဆုံးတော့ပါရဲ့။အဲမစီကိုတောဆိုသူကရောက်လာပါတယ်။တစ်ဖက်မှာလည်းစုံလက်စစ်စီမှုကပ္ပင်ကသူတို့ဖန်တာနဲ့မော်စရာကိုအိမ်ထိခေါ်သွားရမှာမတက်နိုင်ဘူးလို့ပြောနေရပါ။အဲမစီကနေဆက်ထွက်သွားတာ၃ရက်တောင်ရှိပါပြီ ဆက်ရတပြက်စီကဖြက်ပြီး Dragon Knight ကိုတင်မောပေါ်ပြုတ်ကျလာတာဂျမတ်တွေကဝိုင်းဖမ်းမယ်လို့တော့ Titan Bash နဲ့တွေးလိုက်ပါရင်ဆက်ကတပြက်စီပြန်ကိုကျွမ်းခြင်းရမရှိတတ်သေးပါဘူး Dragon Knight ကဆက်ကိုမော်ဆရာဖြစ်တာကြောင့်လှောင်ကြိုက်တဲ့ဖမ်းထည့်လိုက်ပြီးလှောင်ကြိုက်ထဲမှာဆက်က Fantasy အမှော့ပညာကိုသုံးလို့မရပါဘူးဒါကဖန်နဲ့လောင်ရင်လို့လည်းခေါ်ပါရင် Radiance စီသွားမလို့ဆိုပြီးဆက်ကပြောတော့ Radiance ဆိုတာဘယ်လိုနေရာမှာ Dragon Knight ကတိနေ ဒါပေမဲ့ radiance ဆိုတာပြည့်ပင်ထားတဲ့စကားလုံးပြည့်တံပို့ထိုးသွားလိမ့်မယ်ဒီအတိုင်းပဲဆိုရင်10နင်းလောက်ပဲမှော်စရာထောင်ထဲမှာနေရမှာဆိုပြီး crane နဲ့ဆက်ရဲလှောင်ကြိုက်ကိုတင်မောဝမ်းနဲ့ထည့်လိုက်ပါတယ် radiance အတွက်တဲလွန်စာကို artemis မျိုးစီသွားပြီးရာကားဆိုတဲ့လူစီမှာသွားဆောင်ဆန်လို့အဲမှာကမှားလိုက်တာပါဖျားကားကစားအကြီးမားဆုံးမော့ဆရာတွေရဲ့တယောက်ပဲပြီးတော့ yellow cat ဆိုတဲ့ကြောင်ဝါစီမျိုးရောက်တာနဲ့တန်းသားကိုလည်းမှားလိုက်သေးတယ်အဲ့မှာသူ့လောင်ကြိုက်ဘေးနားမှာနောက်ထပ်လောင်ကြိုက်တစ်ခုအဲ့ဒီလောင်ကြိုက်ထဲမှာသူ့အွယ်ဆော်လေးတယောက်ကိုတွေ့လိုက်ရတယ် မော်ဆရာမို့လို့ဖန်းနာရဖြစ်မယ်။စော်လေးနမယ်ကမီလီဖြစ်ပြီးစက်တုမျိုးမှာနမီးစစ်ရုပ်ကလပ်ကိုတွားကောက်ဖို့လမ်းမှာအဖမ်းခံလိုက်ရတာ။အာတီမစ်မျိုးကလည်းလာတာဖြစ်တယ်။မီလီစီမှာချစ်စရာကောင်းတဲ့ပိုဘီရီဆိုတဲ့အစိမ်းရောင်ကောင်းလေးရှိပါရဲ့။သူကအခုအဲမစီရောက်လာတဲ့ထော့ဆိုတဲ့ဘိုးတော်နဲ့လူစု꿰သွားတာပါ။အဲဒီအချိန်တော့ကအခုတင်မော့စီရောက်လာပြီး ID ကပြကတင်မော့သားလေးကိုမိတ်ဆက်နေပါရဲ့။မီလီကိုဖန်နာရတွေ့တော့တော့လည်းအံ့ဩသွားရတယ်။ဒရဂွန်နောက်ကလည်းဒေါ်ရဲ့တင်မောကိုရှာကြည့်တော့ဆက်တိုက်ခိုက်တဲ့နမီစစ်ကိုတွေ့ခဲ့ရတယ်။နမီစစ်ရဲ့အလောင်းကိုတဲလာတာကြောင့်ထောပါအဖမ်းခံလိုက်ရပါတယ်။ ။မြေကြီးကဒေါရဲ့လက်ထောက်ဖြစ်ပြီးဒေါကမော့ဆရာမဟုတ်ပဲသူတည်တနာပညာရှင်မှာဘူဝေဝေကလှောင်ရင်တော့တွေခိုးလာတာကြောင့်လှောင်ရင်ပြင်ထွက်လာခဲ့ကြပြီးရံမက်တွေကသူတို့ကိုမိသွားတယ်။ပြန်ဖမ်းခံရတော့မယ့်အချိန်လေးမှာမီလီရဲ့မော့ကအတော်လေးကိုချမ်းစွာတွန်းလိုက်ပါတယ်။ဖောက်ခွဲလိုက်တော့ရံမက်တွေကလွန့်ထက်ကုန်တယ်။မီလီကိုဒရဂွန်တို့ကမြားနဲ့ပြစ်တော့မယ့်အချိန်ဆက်ကလည်းတပြက်စီးပြန်ပြန်ရှာတွေ့သွားပြီးလှမ်းတလိုက်ပါတယ်။တိုက်တဲ့ patch နဲ့တင်းမိုးကိုတစ်ချက်ထိုးလိုက်ပြီးရုံရဲဆန်ကဖြစ်သွားတယ်။အဲ့ဒီအချိန်ဆက်ကတပြက်စီးပြန်နဲ့မီလီဒေါ်တို့ကိုခေါ်ပြီးဒေါ်ရဲ့ရင်မြန်မော်တက်ကမောင်းပြေးသွားပါပြီ။ အချိန်ခဏလေးမှာပဲ Artemis မျိုးစီကိုရောက်လာကြပါတယ်။ဒီမှာရပိုင်းလေးကပြေဆုံးသွားပါတယ်။